ားလုံးပဲမင်္ဂလာပါရှင်။ Listener 7 Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါရရှင်။ကျမခုဖတ်ပြောင်းမှာကတော့စာရေးဆရာကြီးမင်းနီရဲ့ထိုဝိတ္ထုတိုများထဲမှာထိုရှိနေလို့အမည်ရတဲ့ဝိတ္ထုတိုလေးပဲဖြစ်ပါရရှင်။ဘာလန်းဆိုဒီမှာဘာရစတာရှိနေများယုံဆိုင်ကြတာကိုအကြောင်းပြုပြီးဘာလန်းလို့ခေါ်တွင်ခဲ့ဟန်တူပါတယ်။ယုံငါဖွင့်ထားကြတဲ့ ရှေ့နေရှေ့ရက်တို့ရဲ့စိုင်းပုံများမှာလဲဘယ်ကြည့်ကြည့်မြင်တွေ့နေရပေတယ်တချို့အဆောက်အအုံအပေါက်ဝကြီးများ၌ဘယ်ညာမျက်နှာစာတစ်ခုလုံးမှာ စိုင်းပုံကလေးများတစ်ခုအပေါ်တစ်ခုထက်မိလူမတက်ပြည့်နေအောင်ချိတ်ထားသည်ကိုလည်းတွေ့ရပေတယ်တဖန်အတွင်းဘက်ကို ဝင်ကြည့်ပြန်ရင်လဲအတွင်းနံရံနဲ့လှေကားအတက်တလျှောက်လုံးစိုင်းပုတ်ကလေးများကိုမြင်ရပြန်ပါတယ်အားလုံးရှေ့နေဝစ်လုံး ဆိုင်းပုံများသာဖြစ်ကြပါတယ်ကျွန်တော်ဟာမြူနစ်ပယ်ယုံကြီးတွင်ကျမ်းမာရေးမှုအဖြစ်အမှုထမ်းနေရသူဖြစ်ပါတယ်နေ့စဉ်နေ့တိုင်းဆိုသလိုဘာလန်ဒီအတိုင်းကမ်းနားလမ်းမှာခြေကျင်လျှောက်အလုတ်ဆင်းလေးရှိပါတယ်ကျွန်တော်ဟာဘာလန်တလျှောက်ရှိဆိုင်းပုံကလေးများကို အမြဲမပြတ်မြင်တွေ့နေရပါတယ်ဒါကြောင့်ဝဲလုံးတော်တော်များများရဲ့အမြင်များနဲ့တကွသူတို့ရဲ့ဘွယ်များဂုံတူးများကိုပါ နေ့စဉ်လမ်းလျှောက်ရင်းဖက်ရသဖြင့် မှတ်မိ၍ပင်နေပါれကျွန်တော်ငငယ်ကထင်ခဲ့မိသည်မှာ BA ဘွဲ့ရသူများသာ BL ကိုတက်ပြီးရှေ့နေဖြစ်ကြတယ်လို့ထင်ခဲ့ပါれယခုဆိုင်းပုံများကိုဂယုတဆိုင်ဖတ်ကြည့်သည့်အခါမှာ BA ဘွဲ့ရသူများသာမက BSC ဘွဲ့ရတော်တော်များများလဲ BL အောင်ပြီးရှေ့နေလိုက်နေကြတာကိုတွေ့ရသဖြင့်အံ့ဩသွားမိပါれအချို့ဆိုင်းပုံများမှာဒီဂရီဘွဲ့များကို အထူးရေးသားထားခြင်းမရှိကြပါဘူး ်ဦးညီသူ အမိန်တော်ရရှေ့နေလို့တာမန်သာရေးသားထားသည့်စိုင်းပုံမျိုးများလည်းတွေ့ရပါတယ်။အချို့သူ့ထက် အတန်ငယ်အစင်မြင့်တဲ့သဘောကို ပြသရန်လို့မဆိုနိုင်။ဦးညီသူ အထက်တန်းရှေ့နေသို့မဟုတ်ဝစ်လုံတော်ရစသဖြင့်ရေးသားထားပုံမျိုးကိုလည်းဖတ်ရှုရပါတယ်။ထို့ကဲ့သို့အရေးအသာကွဲပြားခြားနားကြပုံတို့နဲ့ပတ်သက်၍ကျွန်တော်ဟာအတန်စိတ်ဝင်စားသလိုရှိလာပါတယ်။ဒါကြောင့် ရှေ့နေများနဲ့ပတ်သက်ပြီးတိလိုသောအကြောင်းများကိုစုံစမ်းမေးမြန်းခြင်းဆက်ဆုခြင်းမကြာခဏပြုလုပ်မိပါတယ်။စုံစမ်းမေးမြန်းမိတဲ့အခါမှာကျွန်တော်ကိုယ်တိုင်ရှေ့နေလှုပ်ခြင်းစိတ်များပေါ်လာပါတယ်။ရှေ့နေလှုပ်ခြင်းစိတ်ပေါ်လာရပုံမှာလည်းအကြောင်းရှိပါတယ်။အခုကျွန်တော်ကျမ်းမာရေးမှုဖြစ်နေပါတယ်။လှုပ်တက်ကလည်းနဲတော်သည်မဟုတ်ပါ။လစာရင်200မှစခဲ့ပြီးယခုဆိုရင်လစာရင်300တို့ရောက်ခဲ့ဒီမှာ အတန်ကြပါပြီကျွန်တော်ဟာနောက်ထပ်ယာရူးတော်၎င်းလာစာတော်၎င်းတိုးတက်နိုင်စရာနီလန်လုံးဝမရှိတော့ပြီကျွန်တော်အသက်ကလည်းယခု40ကတီတီကျော်လာပြီသားသမီးကလည်း9ယောက်ရှိခဲ့ပြီသားအကြီးယခု10တန်းဝင်တော့မယ်သူအောင်မြန်ရင်ကောလိပ်သူ့ပို့ရမယ်သူကောလိပ်ရောက်ပြီးဇက်တိုက်သူ့အောက်တယောက်ကောလိပ်သူ့ပို့ရပြန်အောင်မယ်ကလေး2ယောက် တလ200မို့ပို့ရစေအောင်တော့ကြံကလေးများနဲ့ကျွန်တော်လစာကလေးနဲ့မြည်ကဲ့သို့သုံးဆွဲရပါဟု တွေးတိုင်းကျွန်တော်ဟာဇက်ပိုးကိုပုပြီးဆက်မတွေးရဲပဲရက်ရက်ထားလိုက်ရပါတယ်အကယ်၍များ ပင်စင်ယူပြီးတဲ့အခါများမှာကလေးနှစ်ယောက်လောက်ကောလိပ်ပို့ရပြန်အောင်မယ်ဆိုပါကစသည်ဖြင့်တွေးမိလိုက်ရင်ကစိုးပွဲရာမရှိတော့ပါတရေးနိုးလို့အိတ်မပျော်လို့တွေးမိပြီဆိုပါရင် ဇက်ပိုးမှချွေးများတဒိဒိကြလာပြီးရင်များပါခုံခုံတက်လာတက်ပါတယ်။တခါတရံတော့လေကိုအိုးနဲ့ကိုဆန်တန်ယုံမဲလို့ဖြေပါတယ်။ဆယ်တန်းအောင်ပြီးရတဲ့တင်တန်းရတဲ့အလုပ်ဝင်လုပ်ခိုင်းမှပဲလို့ဖြေပါတယ်။သို့တော့ကိုကိုတိုင်းကဆယ်တန်းလောက်သာအောင်ခဲ့ပြီးရရတင်တန်းတက်ခဲ့မိသဖြင့်ကိုကိုတိုင်းလည်းမကြည့်ပွားသားသမီးများကိုလည်းကြီးမြင့်အောင်မလုပ်နိုင်နဲ့အတော်စိတ်ပြက်ခဲ့ရပြီမဟုတ်လား။ ျွန်တော်ဆုံးရှုံးရသလိုသားသမီးများပါလိုက်လံဆုံးရှုံးကြရတော့မည်လို့ဟူ၍များစွာစိတ်ပူမိရပါတယ်။ဒါကြောင့်ကျွန်တော်ဟာနေ့စဉ်နဲ့အမျှဘားလန်းအတွင်းမှလမ်းလျှောက်လာတိုင်းဆိုသလို ရှေ့နေဆိုင်ပုံများဖတ်ရင်ရှေ့နေများကိုလေ့လာရင် ရှေ့နေအလုပ်ကိုအတော်စိတ်ဝင်စားလာပြီးအားကျလာမိခြင်းဖြစ်ပါတယ်။ကျွန်တော်ရန်ကုန်ကိုမပြောင်းရသေးခင်ကပသိမ်မြို့နယ်ကတခုသောကျေးလက်ကျမ်းမာရေးဌာနမှာကျမ်းမာရေးမှုအဖြစ်အမှုထမ်းခဲ့ရပါတယ်။ ကျွန်တော်ပလဲမြို့ပိုင်ရုံးကိုရောက်တိုင်းရှေ့နေအဖိုးကြီးတဦးကိုတွေ့တွေ့နေရပါတယ်။အဖိုးကြီးအသက်မှာ80ကျော်ပါပြီ။တိမ်မိန်သေးသေးကလေးဖြစ်ပြီးအတော်တုံတုံရင်ရင်ပင်ရှိနေပါပြီ။သို့သောယခုထက်တိုင် သူ့အမှုလိုက်တုံးပင်ရှိနေပါတယ်။ထိုရှေ့နေအဖိုးကြီးရဲ့အကြောင်းကိုစုံစမ်းကြည့်တဲ့အခါသူငယ်စဉ်ကရှောက်လွာဆရေးလုပ်တယ်လို့သိရပါတယ်။နောက်မြို့ပိုင်တဦးကတတိယတန်းရှေ့နေစာမေးပွဲဖြစ်ရန်တိုက်တွန်းသဖြင့် စာမေးပွဲအောင်ပြီးရှေ့နေဖြစ်လာတယ်လို့သိရပါတယ်။ထိုအဖိုးကြီးကိုကြည့်ပြီးကျွန်တော်တော်တော်ကလေးအားကျသွားပါတယ်။ရှေ့နေတွင်ကန့်သက်ချက်မရှိပါဘဲကလားလို့ဆွဲဆွဲမြင်းမြင်းသဘောပေါက်သွားပါတယ်။ဒါကြောင့်မဲတနေ့နေ့ကျွန်တော်ကိုယ်တိုင် ရှေ့နေစာမေးပွဲကိုဖြေနိုင်အောင် လုပ်အောင်မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ကျမ်းမာရေးမှုမှပင်ပင်စင်ယူတော့ရှေ့နေဘဝဖြစ်မသိမချင်းစားသွားနိုင်အောင်မယ်လို့မျှော်လင့်ခြင်းဖြစ်ပါတယ်။တခါကား ကျွန်တော်မိတ်ဆွေတယောက်ဟာ MA အောင်ပြီးနောက် BL ကိုဆက်တက်ပါတယ် BL အောင်ပါတယ်နောက် BCS အကြီးတန်းဖြေပါတယ်၎င်းကိုလည်းအောင်ပါတယ်ပထမတက္ကသိုလ်မှာလက်ထောက်ကတိကလုတ်ပါသေးတယ်ထိုရာဒူးဖြစ် သူမကြိုက်သောဒေတာတစ်ခုတို့ပြောင်းရွှေ့ရသဖြင့်၎င်းရာဒူးမှနှုတ်ထွက်လိုက်ပါတယ်နောက်တစ်ဖန်နေပိုင်းရာဒူးတွင်ဝင်လုတ်ပြန်ပါတယ်၎င်းရာဒူးဖြစ်ဟိုပြောင်းဒီပြောင်းပြောင်းရပြန်တယ် ဤအချိန်တွင်လဲထွက်လိုက်ပြန်ပါတယ်။ယခုတော့ထိုမိတ်ဆွေမှာဝစ်လုံလိုက်နေပါတယ်။တနေရာထဲမပြောင်းရမွှေ့ရပဲနေရာကျနေပါတယ်။ကျွန်တော်မိတ်ဆွေကိုကြည့်ပြီးကျွန်တော်တော်တော်အားကျသွားပါတယ်။ကျွန်တော်အမှုတန်းဘဝတွင်ကတခြားသူများမတွားခြင်းသော နေရာဒေသများတွင် အတော်များများပြောင်းခဲ့ရရွှေ့ခဲ့ရပါတယ်။တစွန်းတစားမြထွက်ရဲဖို့ဝေးစွာထွက်ပြစ်လိုက်မယ်လို့ပင် လေတံမတိမ်းရဲ့ပြီ။ ထို့ကြောင့်လဲတနေ့နေ့တွင် ရှေ့နေစာမေးပွဲဖြေပစ်လိုက်အောင်မယ်ဟု၍တေးထားလိုက်ပါတယ်ကျွန်တော်ဘားလန်းထဲမှလမ်းလျှောက်၍လာတိုင်းရှေ့နေနာမည်များပါတဲ့စိုင်းဘုတ်ကိုဖတ်ရှုယုံမျှမကပါ ရှေ့နေများကိုလည်းတစိတ်တစောင်းကလေ့လာပါတယ်ခေါင်းပေါင်းကလေးများကိုကြော့နေအောင်စွတ်ထားတတ်ကြပုံအဲပါကားအင်းညီနဲ့စတစ်ဖြူကော်လံကလေးများ ပြောင်းနေအောင်ကြွေတိုက်ထားကြပုံ တချို့ချို့တွင်ဝိလုံအနှက်ကြီးကိုလက်တစ်ဖက်ကတင်၍လမ်းသလားကြပုံတချို့ချို့တွင်မိမိနောက်မှကလားတယောက်ကို စာအုပ်အေယာမကြီးများထန်းခိုင်းပြီး ရှေ့မှခက်ကြော့ကြော်ကလေးတွားတက်ပုံစသည်တို့ကအစလေလာမှတ်သားမိပါတယ်သူတို့ကိုကြည့်ပြီးကျွန်တော်သာဆိုရင်ဘဲပုံဘဲနီးဂိုက်ပေးလိမ့်မည်စသည်ဖြစ်လေတွေးမိရင်တကိုယ်တည်းချိတ်၍ပြုံးမိပါတယ်နောက်ဆုံးရှေ့နေစာမေးပွဲဝင်နိုင်ရန် ဟိုစုံစမ်းဒီစုံစမ်းလုပ်ရင် ရှေ့နေတွေ့တိုင်းဆိုသလို မနေနိုင်မထိုင်နိုင် မေးခြင်းမြန်းခြင်းများပြုတ်မိလေရှိပါတယ်။ကျွန်တော်ဟာ ရာဇဝတ်ဌာနတွင်စောစောက အမှုမထမ်းခဲ့မိတာကိုယခုမှနောင်တရနေမိပါတယ်။ယခုဆိုရင်တတရတန်းရှေ့နေစာမေးပွဲလည်းမရှိတော့ပါ။ BA အောင်ပြီးမှတဆင့်တက်ရတဲ့ BA လည်းမရှိတော့ပါ။ရာဇဝတ်ဘတ်ဌာနမှာ အမှုထမ်းခဲ့မိပါက အမှုလိုက်လုတ်သက် ခုနှစ်နှစ်ဆိုရင်အထက်တန်းရှိနေစာမေးပွဲဝင်ဖြေနိုင်ခွင့်ရှိတယ်လို့သိရပါတယ်သို့မဟုတ် ရာဇဝတ်တရားသူကြီးလောက်တဲ့ခုနှစ်နှစ်ရှိပါကလည်းအထက်တန်းရှိနေစာမေးပွဲဝင်ဖြေနိုင်တယ်လို့သိရပါတယ်ကျွန်တော်ကျမ်းမာရေးမှုလောက်တဲ့၁၀နှစ်ကျော်ခဲ့ပြီဖြစ်တော့လဲရှိနေစာမေးပွဲမဝင်နိုင်ပါပဲကလားဟူ၍ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်သို့တော့ဥပဒေအဓိကဘာသာယူပြီးကောလိပ်တက်ရဖို့ကလည်းကျွန်တော်တွင် ကျမ်းမာရေးအမှုထမ်းရသည်ကလည်းတဖက်နဲ့မို့စိတ်မကူးနိုင်တော့ပါ မလွယ်ပါပဲကလားမောင်မင်းနီးဟုသာညီးမိပါတယ်နောက်ဆုံးမိတ်ဆွေရှေ့နေတဦးရဲ့အကြံပေးချက်ဖြင့်လောက်သားကောလိမ်မှာအဓိကဘာသာရဲ့တရက်ရက်ကိုယူပြီးရင် BA အောင်သည့်အထိတက်ရန်နဲ့ထိုစာမေးပွဲအောင်မှအထက်တန်းရှေ့နေစာမေးပွဲဝင်ဖြည့်ရန်နီလန်ပြောပြသဖြင့်ထိုနီလန်အတိုင်းလိုက်နာစူးစမ်းရန်ဆုံးဖြတ်လိုက်ရပါတော့တယ် ကျွန်တော်လုံသားကောလိပ်ကိုရှောက်လော် တင်ထားလိုက်ပါတယ်။ BA အောင်နာမအောင်နာထက် တနေ့နေ့ရှိနေဖြစ်ရမယ်လို့စိတ်ကူး၍မြူးနေမိပါတယ်။နေ့စဉ်အလုတ်ဆင်းအလုတ်တက်တိုင်းဤဘာလန်းမှရှောက်ရသည်ကိုပင် ကိုဘဝအတွက်ဖြိုးနေသောလမ်းကြီးပေတကားလို့အတွေးပေါက်ပြီးမြူးလျက်ရှိနေပါတယ်။ထို့အတွင်တချို့ရှိနေများနေပင်ညမှန်းတန်းတယ်လို့လို့ရှိနေပါတယ်။ညမှန်းတန်းပြီးတဲ့ပုံကူများနဲ့ကျွန်တော်မျက်စိအကြဆုံးပုံကူတအူးမှာ အသက်80ထက်ငယ်ပုံမရတော့ခက်ဝဝအရက်မြင့်မြင့်ဥပရိယုတ်ကောင်းကောင်းနဲ့လူကြီးတူဖြစ်ပါတယ်တခါတရံလမ်းလျှောက်လာတာကိုတွေ့ရပြီးတခါတရံလဲအော်စတင်ကားအနက်ခက်အိုအိုကလေးပေါ်ကစင်စင်ပြီးလာတက်တာကိုတွေ့ရတက်ပါတယ်သူ့ကိုမြည်သည့်အခါမဆိုခေါင်းပေါင်းအနီရဲရဲပိုးလုံးကြီးအနီရဲရဲနဲ့တိုက်ပုံအင်းကြီးအနက်ကိုဝှက်ထားသေးတာတွေ့ရပါတယ်လွန်ခဲ့တဲ့အနှစ်40ကျော်လောက်က ဗြိတိရှခေတ်ကရာဇဝတ်အမှုလိုက်အင်စပက်တော်ကြီးများဟာဤကောင်းပေါင်းဤလုံးကြီးအနီရဲရဲများနဲ့ကာကီကျူနစ်ကုတ်ကို ဝေ၍တရားသူကြီးများရဲ့ရှေ့မှအစိုးရဘက်က အမှုလိုက်လေရှိကြပုံကိုကျွန်တော်မြင်ရောက်လာပါတယ်ကျွန်တော်အမေရဲ့တူတယောက်ထိုးအဝတ်အစားမျိုးနဲ့ရိုက်ထားတဲ့ဓာတ်ပုံကိုကျွန်တော်မှတ်မိနေပါတယ်ကျွန်တော်မျက်စိကျနေသောအဖိုးကြီးမှာဗြိတိရှခေတ်ကအမှုလိုက် အင်စပက်တော်ကြီးလို့ထင်ပါတယ်။ပင်စင်ယူပြီးတဲ့နောက်ရှေ့နေလုံနေခြင်းသာဖြစ်ရမယ်လို့ကျွန်တော်အကဲခတ်မိပါတယ်။ပင်စင်လစာနဲ့အမှုလိုက်ခနဲ့ဆိုရင်ဝင်းငွေခေလမီမထင်ပါ။ဒါကြောင့်လဲအော့စတင်ကားကိုဒရိုင်ဘာနဲ့အကြစီးနိုင်နေခြင်းသာဖြစ်ရပါမယ်။ကျွန်တော်အကဲခတ်ရင်လွဲခဲ့ပါလေ။ထိုအဖိုးကြီးကိုကျွန်တော်မျက်စိကျနေခြင်းမှလည်းအကြောင်းရှိပါတယ်။ကျွန်တော်ယခုအသက်40နှစ်ရှိပါပြီ။ကျွန်တော် BA အောင်သောအခါ 46နှစ်ရှိပါတော့မယ်။တခါရှေ့နေစာမေးပွဲ ဖြည့်ပြီးတဲ့အခါ90နာကတ်နေပါတော့မယ်။ပင်စင်ယူပြီးမှရှေ့နေလိုက်ရတော့ကျွန်တော်မှအခုကျွန်တော်မျက်စိကျနေတဲ့အဖိုးကြီးကဲ့သို့ဖြစ်လာတော့မှမလွဲသည်လို့တွေးပြီးမျက်စိကျနေမိခြင်းဖြစ်ပါတယ်။ဘားလန်းနဲ့ကုံသေးလန်းတောင်မှာဟိန္ဒူလက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်ရှိပါတယ်။ထိုဆိုင်ကြီးမှာရှေ့နေများအမှုတွေများနဲ့အခါမလက်ဝင်ထွက်စီကားနေပါတယ်။ တစ်ခါတစ်ခါကျွန်တော်လဲထိုးဆိုင်မှာဝင်ရောက်ပြီးလက်ဖက်ရည်တောက်လေးရှိပါတယ်။တနေ့ကျွန်တော်ထိုးဆိုင်နားရောက်တော့ခါခေါင်းငယ်၍အသည့်ရှိနေတူးဦးမြင်ရင် ဝင်စကားပြောရင်လက်ဖက်ရည်တောက်မယ်လို့အောင်းမေ၍ကြည့်မိပါတယ်။အခန့်သင့်မင်းကျွန်တော်မျက်စိကျနေတဲ့အဖိုးကြီးရှိနေကိုမြင်လိုက်မိပါတယ်။သူဝင့်နေကြအတိုင်းခေါင်းပေါင်းအနီရဲရဲအဲပါကားတိုက်ပုံအနက်ပိုးလုံးကြီးနီရဲရဲနဲ့တခြားရှိနေများထက် ပို၍ပေါ်လွင်နေပါတယ်။သူ့ရှိမှအမှုတွေနဲ့တူတူမိမတယောက်ယောက်ျားတယောက်တို့ကိုလည်းမြင်ရပါတယ်။ခေါင်းချင်းဆိုင်၍အမှုအကြောင်းပြောနေဟန်တူပါတယ်။အဖိုးကြီးရဲ့ဘေးမှာ စာအုပ်ထူထူကြီးနှစ်အုပ်ကိုလည်းတရေဖုံးကြီးများနဲ့အခန့်သာမြင်ရပါတယ်။ကျွန်တော်ဟာလက်ဖက်ရည်မတောက်ချင်တော့လဲဆိုင်ထဲကိုဝင်ပြီးအဖိုးကြီးနဲ့မျက်နှာချင်းဆိုင် မကြတကြ တနေရာမှာဝင်ထိုင်ပြီးလက်ဖက်ရည်မှားပါတယ်။လက်ဖက်ရည်တောက်ရင် အဖိုးကြီးကိုလှမ်း၍အကဲခတ်ပါတယ်။အကြည့်ချင်းဆိုရင်ကျွန်တော်ကစပြီးမိဖွဲ့ရန်ရည်ရွယ်မိပါတယ်။သူ့ရှိမိမတစ်ယောက်နဲ့လူတစ်ယောက်တို့မှာ ကျွန်တော်ဝင်လာကမှပို၍အဖိုးကြီးဘက်ငုံပြီးစကားကိုတိုးတိုးကလေးပြောနေကြပါတယ်။အဖိုးကြီးကတစ်ခါတစ်ခါသာတရေဖုံးစာအုပ်ကြီးကိုလက်ဝါးနဲ့ပုတ်လိုက်ခေါင်းကိုငုတ်လိုက်နဲ့ပါဇက်ကခတ်တိုးတိုးပြောနေပါတယ်။အမှုအကြောင်းဆိုဒီမှာတိုးတိုးတိတ်တိတ်ပြောရယူရှိတာကိုလို့ ျွန်တော်သဘောပိုက်မိကသူတို့ပြောတာကို စိတ်မဝင်စားတကဲ့သို့အမှုအရာလှုပ်လိုက်ရပါတယ်ခဏကြာရင်မိမနဲ့ယောက်ျားဖြစ်သူတို့ထွက်သွားကြပါတယ်ထို့အခါမှအဖိုးကြီးထမသွားခင် စကားပြောနိုင်ရန်ရည်ရွယ်၍ကျွန်တော်ကပဲမျက်နှာချိုသွေးပြီးအဖိုးကြီးနာကတ်သွားမိပါတယ်ဆက်လိတောက်ပါအောင်ခမားလို့ပြောကကျွန်တော်ခပေါင်းဘူးကလေးကို ဖွင့်ပြီးရိုးရိုးတေးတေးပေးပါတယ်တီးခံမောင်းတီးခံ ဦးကြီးကဆဲလိမတောက်ပါဘူးလို့လက်ကရင်ပြောပါတယ်။ဒါဖြစ်ဦးရဲ့လက်ဖက်ရည်တော့သုံးဆောင်ပါအောင်ကျွန်တော်မှားလိုက်ပြရစီလို့ပြောပြောဆိုဆိုအဖိုးကြီးကကာကာကလားကိုလက်ကပြီးကလားစကားဖြင့်လှမ်းပြောလိုက်ပါတယ်။၎င်းကိုကျွန်တော်နားမလဲပါ။ငါမတောက်နိုင်တော့ဘူး။စောစောကတောက်ထားတယ်လို့ပြောသလားမသိပါ။အဖိုးကြီးကိုကျွန်တော်သဘောကျသွားပါတယ်။ဤလန်းဤလက်ဖက်ရည်ဆိုင်များမှာဘဏ္ဍာနှင့်ကျင်လည်ခဲ့ပြီနီ။ ကလားစကားများပင် မှုတ်၍နေပေပြီတော်တော်လေးလဲမဲ့ပုပ်ကိုပေသည်ရာဇဝတ်မှုလိုက်တတန်းပေါင်းရှေ့နေတတန်းပါဆိုတော့မလဲ၍မဖြစ်တော့ပြီလို့ဆိုရပေမည်မဟုတ်ပါလားကျွန်တော်ဟာကြာကြာအချိန်မဆွဲနိုင်ပြီတော်တော်ကြာရင် ရှေ့နေဆိုသည်မှာအချိန်ကိုကြည့်၍အလုတ်လောက်ရသူဖြစ်သဖြင့်အဖိုးကြီးထွက်သွားပေလိမ့်မယ်လို့တွေးမိပြီးဦးကြီးနာမည်ကလေးနဲ့ဘယ်မှာနေထိုင်တယ်လဲဆိုတာ ကျွန်တော်သိပြရစီခမညာ အကြောင်းရှိတဲ့အခါကျွန်တော်ဆက်သွယ်နိုင်အောင်လို့ပါလို့ကျွန်တော်ကစလိုက်မိပါတယ်။ဤနည်းဖြင့်ကျွန်တော်ဟာရှေ့နေ3-4ဦးရဲ့နာမည်၊ရုံးလိပ်စာ၊အိမ်လိပ်စာများသိခဲ့ပြီမဟုတ်ပါလား။အေးကွာဟုတ်သားပဲ။ဦးကြီးနာမည်ကဆရာဘာကြီးတဲ့ကွာ။နေတာကတော့ကျွန်တော်လန်းအိမ်နံပါတ်မှာပါ။အော်အော်ဒါဖြင့်ဦးကြီးဘာလန်းနဲ့မာရောရုံးကမဖွင့်ထားဘူးလားဗျ။မဖွင့်ပါဘူးကွာ။ ဘားလန်းထဲမှာတော့ရှေ့နေတွေသာရုံကန်ဖွင့်ထားတော့မပေါ့ဒါဖြင့်ဦးကြီးကရှေ့နေအမိန်တော်ရမဟုတ်လားခမားလို့ကျွန်တော်ကဆက်၍ရှေ့လိုက်ပါတယ်မဟုတ်ပါဘူးကွာဒါဖြင့်ဦးကြီးကဘာလို့တာပါလဲခမားလို့မနေနိုင်မထိုင်နိုင်မေးမိပြန်ပါတယ်ဦးကြီးကဘေးတင်ဆရာကအမှုတဲတွေတရက်ခန့်တွေလွတ်ရာလွတ်ကြောင်းရရရာတွေဓာတ်တွေလှုပ်လှုပ်ပေးရတာပေါ့ကွာလို့ပြောပါတယ်ကျွန်တော်ဟာ ်ဦးကြီးလန့်သွားမည်ဆိုသဖြင့်ကျွန်တော်နှစ်ဖူးကျွန်တော်လက်ဝါးနဲ့မရိုက်မိရန်မနှဲထင်း၍ထားလိုက်ရတော့တည်းအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်